ခုတစ်ခေါက်ကြတော့ MEAC သူ MEAC ပေါ့เนาะအမှကျမကိုဝယ်ဝယ်ခိုင်းထားတဲ့သူတွေရှိတယ်။သူတို့ရဲ့ coin တွေကိုကျမကသူတို့ရဲ့ MEAC account တွေကိုအဲလွှဲပေးမယ်ပေါ့။ MEAC account တွေလွှဲပေးမယ်ဆိုတော့သူတို့ရဲ့ MEAC network က MEAC တဲ့ကကျမက withdraw သွားမှာဖြစ်ွက်တဲ့ကြောင့် challenge เนาะကျမက withdraw သွားมาဖြစ်တဲ့အကြောင်း wallet ထဲက withdraw သွားလိုက်မယ်ဒီ MAC account เนาะဒါ wallet ထဲက withdraw သွားလိုက်မယ် withdraw အဲ့တော့ကျမကဘာကိုထုတ်มาလဲဒီထဲမှာเนาะ SGB ကိုထုတ်มา USDT ကိုထုတ်มาဆို USDT ယူ SGB ကိုထုတ်มาဆို SGB ယူဒါမှမဟုတ် Italian က BTC လာစသဖြင့် Solana လာပေါ့စသဖြင့်ကို ိုလွှဲပြောင်းကျင်တဲ့ဟာကိုယူလို့ရတယ်เนาะ။ coin ကိုယူအဲ့မှာကျမက SCB ကိုလွှဲပြောင်းมาဖြစ်တဲ့ကြောင့်ကျမ SCB ကိုနှိမ့်လိုက်မယ်။ SCB ကိုနှိမ့်လိုက်ရင်ပေါ်လာရင် on chain chain ပေါ်ကနေပြီးတော့သွားလို့ရတယ်။ MEC ချင်းနေဆို MEC transfer ဆိုပြီးတော့လည်းသွားလို့ရတယ်။ဆိုတော့ جماعه ကခုနကတော့အဒီလိုသွားလိုက်တယ်အ SDB เนาะ SDB မှာ on chain ဆိုတော့ Binance တို့ Bybit တို့ နောက်တစ်ခုကနောက် SGB တို့ SGB တို့ထုတ်မဲ့ဟာမျိုးပေါ့နော်အချင်းချင်းချင်းထုတ်တဲ့ဟာမျိုးဆိုလို့ရှိရင် SGB တွေကနေအသွင်းထုတ်လုပ်တာမျိုးဆိုရင် on chain နဲ့တော့ polygon on chain ကိုတွားကြည့်မယ်နော်နမူနာ on chain ကိုတွားကြည့်မယ်ဆိုလို့ရှိရင်ဥမာနမူနာဒါကျမစီက withdraw လုပ်တာနော်ဘသူစီကိုတွားမှာလဲလိမ့်စာရေး network ကိုယူ၍ network က polygon network ကိုယူ၍ quantity ကိုယူ၍ဘယ်နဲ့ coin ဘောင်းဘလောက်လဲเนาะပြီးတော့ဘယ်သူတွက်လဲပါလဲအမှနှုတ်ရေးပြီးတော့ဆက်သွားလို့ရတယ်အဲ့လိုမဟုတ်ဘူးအခုအားကကျွန်မက SDB ဒဲကို SDB application နဲ့ကိုထည့်မှာမဟုတ်ဘူးဖြစ်တဲ့အတွက်ကြောင့်ကျွန်မက back နဲ့ပြန်သွားမယ်ကျမအခုထုံးမှာက STB ကိုထုံးမှာအာ on chain မှာတော့ဟုတ်တယ် on chain မှာတော့ဟုတ်တယ်ဘာနဲ့သွားမှလဲပေါ့ MAC transfer MAC ပဲ recipient UID အာ MAC ချင်းချင်းလွှဲမယ်ဆို UID ကိုထည့်ခိုင်းတယ် MAC UID ကဘယ်ကနေယူရမလဲဆိုတော့ကျွန်မတစ်ချက်နောက်ပြန်သွားပြပေးမယ် MAC UID ကဘယ်မှာရှိလဲဆိုတော့ဒီမှာ home နဲ့မှာเนาะ home နဲ့မှာအဲသွားကြည့်လိုက်เนาะ home ကိုသွားလိုက် MAC ရဲ့ UID ကဒီမှာကြည့်လို့ရတယ်နောက်ကိုယ့်ရဲ့ QR code တွေငါ့ကိုပို့လို့ဆို QR code ကိုဖတ်လို့ရတယ် အဲဒီမှာသွားကြည့်လိုက်အဲသွားကြည့်လိုက်ရင် MAC ရဲ့ UI နဲ့ဒီမှာယူလို့ရတယ်เนาะအဲ UI မျိုး copy လာတာလွယ်လွယ်လေးပဲအဲ B က copy လေးနှိပ်လိုက်အမှ click to copy ဖြစ်လာတယ်เนาะအဲ့လိုအဲ့လိုနည်းနဲ့သွားလို့ရတယ်ခုနအတိုင်းပဲကျွန်တော်ပြန်ဆက်သွားမယ် withdraw SDB MAC transfer okay ဆောစောကအဲ ယူလာတဲ့ idea ကကျမ UID ကျမလွှဲမဲ့သူရဲ့ UID ကွန်တက်ရှစ်ကိုကွန်6၃6ကွန်တက်ရှစ်ကိုကွန်6၃6အဲ့သူရဲ့ UID က email address မှာ MEAC UID ကွန်တက်ရှစ်ကိုကွန်6 donya chao okay သူ့ကိုကျမလွှဲရမှာကတော့အာသူဝယ်ထားတဲ့ပမာဏကကိုရီးယားဝန်5သိန်းလို့ထင်တယ်သူ့ကိုကျမလွှဲရမယ်ပမာဏက6000ကျော်တုံးငင်6000ကျော်လွှဲရမှာဒါပေမဲ့ကျမကအစွန်းအတွက်ကိုအရင်လှည့်ကြည့်မယ်3 4 1 4 0.31ကျမရင်လွှဲကြည့်လိုက်မယ်เนาะ remark တင်မှာအီးမေးလ်မှာကုတ်တီသွားပြီးတော့ကြည့် verify လုပ်ရမယ် get go အီးမေးလ်မှာသွားကြည့်အီးမေးလ်မှာ get go လို့အဲ SMS တဲ့မှာ get go လို့ဒါလေးကိုတော့ကျွန်မကြော်လိုက်မယ်နော်အာ get ဒီ get go လေးတွေကိုတခုချင်းအရင်ဆုံး email ထဲမှာဝင်မဲ့ get go ကိုအထည့်လိုက်ပြီးတော့ထည့်ပြီးပြီဆိုရင် SMS ထဲမှာ get go ကိုယူပြီးတော့ထည့်လိုက်ပါနော်လောလောဆယ်တော့ email ထဲမှာ get go လုပ်လိုက်မယ် email ထဲမှာ get call လောက်လိုက်မယ်ပြီးရင် email ကိုသွားဆစ်မယ် email ရဲ့ account ကတော့ကျွန်မယူလာပြီးထည့်လိုက်ပြီးပြီးတော့ကျွန်မကတော့ဒါ authentication အနှမျိုးလုပ်ထားတော့လေอืมကျွန်မကတော့အနှမျိုးထည့်နေရချို့လဲ password နဲ့ပဲဆိုလို့ရှင်အဆင်ပြေတယ်ပေါ့နော်အ transfer complete ဖြစ်သွားပြီအဲ့တော့ဒါလေးကို ကျွန်မဘက်ကတော့ထွက်သွားပြီပေါ့နော်ဟိုတစ်ဖက်မှာရောင်းမြောက်ဆိုတာကတော့သဆိုင်ရာကိုယ့်ရဲ့ wallet ထဲမှာပြန်ပြီးတော့ spot ထဲမှာသွားပြီးတော့မှဆေးရပါတယ်ကျွန်မကတော့ကျွန်မစီကထွက်သွားပြီလားဆိုတာကိုကျွန်မပြန်စင်မယ်ပေါ့နော် withdraw withdraw ရဲ့ကအဲ sorry spot ထဲက STB ကိုကျွန်မခုနကတော့ထုတ်လိုက်တယ်ဒီမှာเนาะကျွန်မစီမှာထွက်သွားပြီ ဆက်ကြည့်လို့ရပြီတစ်ဖက်မှာတော့ရောင်းမြောက်ဆိုတော့ကျွန်မပြန်ဆက်ခိုင်းရပါမယ်ဟုတ်ကဲ့ဒါကတော့ကိုယ့်ရဲ့ MAC တဲ့ကနေပြီးတော့သူများရဲ့ MAC wallet ထဲကို MAC UI တွေကိုတုံးပြပြီးလွှဲတဲ့နေလေးပေါ့နော်